မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေကျွန်တော်ရွှေညာမြေရဲ့ဗီဒင်လက္ခဏာကံမြတ်ပညာသူတွေသည်ဆရာကြီးဦးမြတ်ဆံမခொနည်းသားသမီးအားလုံးအတွက်တက်ဆိုင်တဲ့နေ့လိုက်လုပ်ငန်းဆောင်တာတွေအောင်မြင်မှုခီးစကားချုံးဝေဖို့အန်ဒီရဲ့ကင်းစီဖို့အမှုကိစ္စများအဆင်ပြေစီဖို့စရဲလက်နဲ့နဲ့ပြုလို့ဆောင်ရရမည်များကိုလွယ်ကူပေါ်ပါရှရိယာများစီစဉ်ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာ မြတ်တော်မီအားလုံးကျမ်းမာသည်ကြောင်းမြတ်တရားလောင်းရွှေညာမြေချန်နယ်မှတစ်ဆင့်ဤရင်လက္ခဏာကံပြပညာသူတည်သည်ဆရာကြီးဦးမြတ်ဆံမစုမကောင်းတော်အပ်ပါလေခင်ဗျာအခုလိုကတော့မှစိုက်နေတဲ့ကာလမှာဆရာကြီးဦးမြတ်ဆံတို့ကတော့စူတောင်းမြတ်တာပို့တာပြေုံပါတော့ပါမှာတော့မတတ်နိုင်ဘူးပေါ့ဗျာအဲ့ဒါမဲ့ကိုနေသားသမီးတွေ စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြတယ်ဆိုရင်ကျွန်တော်တို့လည်းဝမ်းသာရတော့ပေါ့ဗျာအဲကြောင့်မလို့နေသားသမီးတွေကြီးပွားစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့အောင်မြင်စေခြင်းပါလေလူရာဆန္ဒတွေပြေဝစေခြင်းပါလေခင်ဗျာအဲကြောင့်မလို့ကြီးပွားအောင်ချမ်းသာအောင်အောင်မြင်အောင်လူရာဆန္ဒတွေပြည့်မြောက်အောင်လို့ကျွန်တော်တို့တက်ကြွန်းထားတဲ့အတတ်ပညာလေးတွေနဲ့ပြောမပြောပါတော့အတတ်ပညာလေးတွေနဲ့ ဖလေသားသမီးများကိုရှင်ညာမီ channel မှာတစ်ဆင့်ပြန်လေလောက်ဝေးပြနေပြီဒီမှာလေးနော်ကုလေခွန်ရသားသမီးများစီဝါရေးလူမှုရေးကျမ်းမာရေးအိမ်တော်ရေးဒီမှာအကျန်စီတွေအောင်စီတတ်တဲ့လူအပ်တော်ဆန္ဒတွေလို့လို့ရှိဖြစ်စီတတ်တဲ့အဲ့လိုမျိုးအချိန်ကောင်အခါကောင်နေကောင်ရက်ကောင်များကိုပြင်ပြပြီးပေါ်မှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လို လူရချမ်းသာကြည်ကြတာဤဘွားကြည်ကြတာလက်လက်ပကောက်ကိုလူကျင်ကြတာတော့ဒါလူသားတိုင်းရဲ့တမတာပါခင်ဗျအဲ့တော့ကြည်ဘွားကျင်နေချမ်းသာကျင်နေလက်လက်ပကောက်ကိုလူကျင်နေဆိုလို့ရှိရင်လေဘယ်နေဘေးရမှာတော့လက်ကဘေးရမှာရှိတယ်ဘယ်နေဘေးရမှာတော့ကိုယ့်အတွက်မကောင်းတဲ့ဘေးသူအန္တရာယ်သူပေးစေချက်တဲ့နတ်ဆိုရဲ့အရာကဘေးရမှာရှိတယ်ဆိုတာဟုတ်တော့သိထားဖို့တော့လိုပါတယ်ခင်ဗျ ဲ့လိုတည်ထားစေခြင်းနဲ့စေရနာအရင်းခံတဲ့ဆရာကြီးဦးမြတ်ဆန်းကအင်းပြပေးသွားမှာဖြစ်ပါလေခင်ဗျဟုတ်ကဲ့ရှေ့မှာလည်းကျွန်တော်တို့တင်ပြခဲ့သလိုပဲစနေနေ့မှာဆိုရင်ဘယ်ရက်မှာလက်ရှိတဲ့ဘယ်ရက်မှာလက်ရှိတနင်္ဂနွေနေ့မှာဆိုရင်ဘယ်ရက်မှာလက်ရှိတဲ့ဘယ်ရက်မှာလက်ရှိတဲ့စသဖြင့်ပေါ့အခုလဲခொနေသားမီးအားလုံးတောက်ကြနေပြီဒီမှာဆိုရင်တော့စီးပွားရေးဒီမှုရေးကျမ်းမာရေးအိမ်တော်ရေးစသဖြင့်ပေါ့ဗျာရောင်းဝယ်ကိစ္စ နော်အားလုံးငွေကြေးကိစ္စမိသားစုကိစ္စကြီးဆောင်ရွက်တော့မယ်ငွေကြေးဥစ္စာနဲ့ပတ်သက်လို့ဆောင်ရွက်တော့မယ်ဆိုရင်လက်ရှိတဲ့နေပေါ့ဗျာတောက်ကြနေတနေ့မှာလက်ဆိုတဲ့အရာကတောက်ကြနေမှာတော့ကျွန်တော်တို့အရှိရံမှာရှိပါတယ်ခင်ဗျာနော်အဲ့တော့တောက်ကြနေမှာမင်းကြီးမိုးလင်းတာနဲ့အင်းရမထွက်ခင်မှာတောက်ကြနေမှာလက်ဆိုတာကအရှိရံမှာဖြစ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့အရှိအရက်ကိုနေထွက်တော့အရှိအရက်ကိုမျက်နှာလေးမူပြီးတော့မှကျွန်တော်တို့တတိလေးစားပြီးတော့ကိုလိုတဲ့ဆုကိုတောင်းမယ်ဆိုရင်လူရဆန္ဒကြီးပြည်စီတတ်တယ်လို့ရှေ့ဆရာဆရာကြီးကကျွန်တော်တို့ကျန်းအကူအကောင်အတော်တားလေးတွေစုခဲ့ပါတယ်ခင်ဗျာနော်အကကိုနေသားသမီးများယုံယုံကြည်ကြည်နဲ့တိုက်လမ်းပြီးလုပ်မယ်ဆိုရင်ဟလာကျွန်တော်တို့ကိုယ့်ရဲ့အကျန်းစီတွေလုပ်ငန်းတွေအောင်မြင်စေတတ်ပါတယ်ခင်ဗျာ တောက်ကြနေမှာဆိုရင်လက်ဆိုတာအရှိရမှာရှိပါတယ်ခင်ဗျ။အဲကြောင့်မလို့လက်ရှိသောအရှိရကိုမျက်နှာလေးတက်အရှိရကိုမျက်နှာမူတက်သေးလေးကိုသုံးကြိုက်ကြပြီးတော့စားတောင်းပြီးတော့လူရဆုကိုတောင်းမယ်ဆိုရင်လက်လာမကောင်းရစီတတ်ပါတယ်ခင်ဗျ။ဘုံနည်းတူတာပဲ။ကောင်းကျိုးတဲ့ဆိုးကျိုးကိုပေးစီတတ်တယ်။ဟုတ်ကဲ့။ကျွန်တော်တို့လူတိုင်းလူတိုင်းဟာမျက်ကိုတော့အင်မတန်ကြောက်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးများဟာလူရခဲ့သူတို့နတ်မြောက် ျွန်တော်တို့ကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းဖြစ်စေတတ်ပါတယ်။အကြမလို့နတ်ကင်မှာအရင်ကြောက်ကြတာဖြစ်တဲ့အတွက်နတ်ရှိတဲ့အရက်ကတော့ကောင်းကျိုးတဲ့ဆိုးကျိုးပေးစေတတ်ပါတယ်။အချို့ကြတော့လေနတ်မာတယ်လို့ဆိုကြတာဖြစ်တဲ့အတွက်အဲ့တော့ကောင်းသောနတ်များမသိဘူးအတွက်နတ်ဆိုတဲ့အရာကတော့တောက်ကြနေမှာအနောက်အရာမှာရှိပါတယ်ခင်ဗျာ။အနောက်အရာမှာရှိသောကြာသာပဲနတ်မင်းကြီးအဲ့ဒီနတ်မင်းကြီးကိုကျွန်တော်တို့ညနာမူပြီးတော့အနောက်ရက်ကိုလက်ကြာသာပဲနတ်မင်းကြီးကိုမုံလုံးကြီးကို ိုးလုံးနဲ့ကျွန်တော်တို့အဲ့ပကံများလေးထဲမှာမုံလုံးကြီးပေါ်ကိုးလုံးတက်လူရဲစုကိုတောင်းမယ်ပူဇော်မယ်ပတ်တာမယ်ပေါ့ဗျာအနောက်ရမှာရှိတဲ့ကာတာဘေးနိုင်မင်းကြီးကိုမုံလုံးကြီးပေါ်နဲ့ပူဇော်ပတ်တာပြီးတော့လူရဲစုတွေတောင်းမယ်ဆိုရင်နောက်ရှေ့မယ်နတ်များပဲရသလိုမသာမယ်နတ်များတော့ကို့အတွက်ကောင်းကျိုးလိုရည်ပြီးအောင်မသာမှာဖြစ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့လက်ကိုခေါ်မယ်နတ်ကို ပူဇော်ပတ်တာမယ်ဆိုရင်ခொနည်းသာသမီးများရဲ့အခက်အခဲအကြက်တွေများဟာ အမြင့်ဆုံးပပြောက်ပြီးလူရဆန္ဒကြီးပြေးပါမယ်လို့ဆိုလိုပါတယ်ခင်ဗျာနော်ဒါကလည်းကျွန်တော်တို့ရှေ့ဆရာဆရာကြီးရဲ့ကျမ်းအကူအကောင်အထောက်အထားတွေမှာဒီလိုပဲဆိုခဲ့တာပါခင်ဗျာဆရာဆရာကြီးရဲ့အတွေ့အကြုံမှာပေတဲ့အခေကတင်းပြီးတော့မှကျွန်တော်ကျမ်းဂန်အဖြစ်ထုံးထုတ်ခဲ့တာနောက်ဆရာကြီးဦးမြတ်ဆန်းတို့ရဲ့အတွေ့အကြုံဘုဟုတုတ္တရတွေပေါင်းစပ်ပြီးတော့မှကျွန်တော်တို့ခုနှစ်သားသမီးများဟုတ်ဤဝါးစီကြောင်းချမ်းသာကြီးကြောင်းမြစ်တာနဲ့ပြန်လေရွှေညာမီ channel မှာတစ်ဆင့် ရဝခြင်းဖြစ်ပါတယ်ခင်ဗျာနော်ထိုနည်းတူတာပဲတောက်ကြနေမှာဆိုလို့ရှိရင်တဲ့နော်ပြီးလင်ဝါစာတဲ့ဟုတ်ကဲ့ခင်ဗျာတောက်ကြနေတနေ့မှာအပြင်ထွက်တော့မယ်အကြံစီတွေပြုတော့မယ်ယတနာတွေလုပ်ငန်းကိစ္စတွေပြုလုပ်တော့မယ်ဆိုလို့ရှိရင်တတိတမျိုးမျိုးအဝစားပြီးတော့မှာအပြင်မှာသွားပါခင်ဗျာနော်အကြံစီတွေပြုပါခင်ဗျာနော်တတိတမျိုးမျိုးအဝစားရပါတယ်နော် အင်းအတွက်တော့မယ်ဆိုရင်ဒီဒီတမျိုးမျိုးဝါစားပြီးတော့မှဖတ်ပါခင်ဗျာခုနှစ်တူစွာပဲကျွန်တော်တို့အဲ့ဒီတောက်ကြနေမှာပဲရင်ညွန့်ထက်မှာအင်းအမတွက်ခင်မှာတာရဲ့ခေယားလေးကိုကြည့်ပါခင်ဗျာနော်တာရဲ့ခေယားလေးကိုရင်ညွန့်ထက်မှာလက်ကလေးလေးနဲ့စတိပေါ်ဗျာအဲ့တော့တာရဲ့ခေယားလေးကိုကိုယ့်ရဲ့ကြံစည်တွေအောင်မြင်ပါစေလူရဆန္ဒတွေပြေပါစေကိုယ့်ရဲ့လုပ်ငန်းဆောင်တာအားလုံး တို့ရဇနပြေးပါသေးလို့ဆူတောင်းပြီးတော့ရင်းညွတ်တဲ့မှာတားရခဲ့ရလေရေးပြီးတော့မှအကြံစီတွေပြုလုပ်မယ်တို့ရဇနတွေပြေးမယ်နော်အကြံစီတွေပြုလုပ်မယ်ဆိုရင်တို့ရဇနတွေပြည့်စည်တတ်ပါလေခင်ဗျအเจ้าမလို့ကျွန်တော်တို့တောက်ကြနေဒီနေ့မှာလက်ဆိုတာအရှိရမှာရှိသလိုနတ်ဆိုတာလည်းအနောက်ရမှာရှိပါလေခင်ဗျပုံနည်းတူသွားပဲအကြံစီပြုမယ်အပြင်ထွက်တော့မယ်ဆိုရင်တည်တည်တုံတုံမျိုးကိုအဝစားပြီးတော့မှအပြင်ကိုသွားပါခင်ဗျ ရင်ညွှန့်တဲ့မှာတားရခေရလေးရေးပြီးတော့မှအကျံစီတွေပြုလုပ်မယ်ဆိုရင်အင်မတန်မှအောင်မြင်စေတတ်ပါလေခင်ဗျအဲ့ဒီနေ့အဲ့ဒီအချိန်အခါဒီတဲ့ကျွန်တော်တို့ခွေးကစိတ်ကိုနိုင်စီသောအချိန်ခါလို့ရှေ့ပညာရှိကြီးများရဲ့အစုံမိတ်ပါပါပါလေခင်ဗျနော်နောက်ကျွန်တော်အကျံအကူကြီးလည်းရှိပါတယ်နော်ကျွန်တော်တို့အဲ့ဒီနေ့အဲ့ဒီအချိန်ခါဒီအဲ့ဒီလိုမျိုးပြုလုပ်မယ်ဆိုလို့ရှိရင်ဒါရှေ့တုန်းကတော့ကျွန်တော်တို့ဖွားကြီးနဲ့သွားတာပေါ့ဗျာ အဲ့ဒီအချိန်ကာပွားတွေကတော့ခုနကပြောလိုပေါ့ကျွန်တော်တို့နောက် channel တွေမှာအီဒီကြကြဒီဒီချာချာသိကျင်နေဆိုရင်လဲအင်ပြပေးမှာဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ဤဒီမိညာနဲ့ပတ်သက်လို့အကြသွားသိကျင်နေစီးပွားရေးလူမှုရေးကျန်းမာရေးအိမ်တော်ရေးများကိုအီဒီကြကြသိကျင်နေဆိုရင်တော့ရွှေညာမြေ channel မှာတစ်စက်ဆရာကြီးဦးမြတ်ဆန်အားပုံဆက်ပြီးတော့လဲမင်းမြန်းနိုင်ပါတယ်ဆိုတဲ့အကြောင်းခုနကသာသမီအားလုံးစုမုံအောင်တောင်းပါတယ်ခင်ဗျာဟုတ်ကဲ့ ပညာမီချန်နဲ့အားအရှူနေကြတဲ့ခဏသားသမီးအားလုံးကြက်ကြီးသုံးပါးမှကြော်လာပြီးအေးပြာတွေဝေးကွာသာဒီကြောင်းစုမုံကောင်တောင်းအပ်ပါတယ်ခင်ဗျာ